အားလုံးပဲမင်္ဂလာပါခင်ဗျာ Starting Note Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတော့ယောရီးယားနိုင်ငံနဲ့မြန်မာနိုင်ငံအတိတ်ကစစ်ပွဲတွေအကြောင်းကိုဗဟုသုတအနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အခုခေတ်မှာဟိုးရင်ဘရင်ခေတ်ကလိုနိုင်ငံတနိုင်ငံနဲ့ရပ်တည်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးဖြစ်နိုင်တယ်ဆိုရင်တော့ဥပမာပေးရမယ်ဆိုရင်နွေခေါင်ကောင်းနေပူကျဲကျဲမှာခရောင်းလန်းစုခင်းထားတဲ့လမ်းကိုတခါရေဖြတ်တန်းရတာနဲ့ဒူနေမယ်ထင်ပါတယ် ဒါကြောင့်မလို့ကိုနိုင်ငံရဲ့ဖြတ်တန်းလာခဲ့တဲ့တမိုင်းချောင်းကိုတည်ထားဖို့လိုအပ်တယ်လို့ကိုအိနီနာချင်းနိုင်ငံဖြစ်တဲ့နိုင်ငံတွေရဲ့အကြောင်းကိုလည်းတည်ထားဖို့လိုအပ်ပါတယ်။ကိုရဲ့အိနီနာချင်းနိုင်ငံတွေရဲ့စီးပွားရေးစီးရေးနိုင်ငံရေးတွေကကိုနိုင်ငံကိုတက်ရောက်မှုရှိလာနိုင်တဲ့အတွက်အိနီချင်းနိုင်ငံတွေရဲ့တမိုင်းကိုလည်းတည်ထားသင့်ပါတယ်။ဒီတစ်ခါမှာတော့ကျွန်တော်တို့အိနီချင်းနိုင်ငံဖြစ်တဲ့ယူရီးယားနိုင်ငံရဲ့တမိုင်းချောင်းကိုပြည့်ပြည့်စုံစုံဖြစ်အောင်ဒီနေရာကနေစူးစမ်းတင်ဆက်ပေးလိုက်ပါရစေခင်ဗျာ။ တချိန်ကယောရီးယားနဲ့မြန်မာတို့ရဲ့စည်ရေးသမိုင်းတွေလည်းပါဝင်มาဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့မေတ္တာရက်ခံလိုက်ပါရခင်ဗျာအစီအစဉ်လေးမစခင်မှာပဲဒီလိုဆက်ဝင်စားစရာကောင်းတဲ့သမိုင်းနဲ့သတင်းတွေကိုဗဟုသုတအနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ထားပြီးဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားလိုက်ကြရအောင်ဗျာယောရီးယားနိုင်ငံကမြန်မာရဲ့တောင်စင်တောင်တန်းတွေမြေချောင်းအင်အိုင်တွေပေါများပြီးမြေစီရောစာကျွဲဝါးတွေမြေဝမ်းလွင်ပြင်ဒေသတစ်ခုဖြစ်ပါတယ် ။ရာစိုက်ပျိုးထုတ်လုပ်နိုင်တဲ့မြေဩဇာကျဲဝါးတွေမြေဝမ်းလွေမြေတွေပေါများတာကြောင့်လူဦးရေအများကြီးမိကိုစားတော့နေထိုင်ကြပါရင်။ရောရီးယားနိုင်ငံရဲ့လူဦးရေက65တန်းရှိပြီးကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးဗုဒ္ဓဘာသာနိုင်ငံတစ်ခုလည်းဖြစ်ပါရင်။ထိုင်းနိုင်ငံအနှံပြားမှာလည်းမြန်မာရွှေပြောင်းအလုပ်သမားတွေတန်းနဲ့ချီပြီးအလုပ်လုပ်ကင်နေကြပါရင်။ယောရီးယားနိုင်ငံကဥရောပအင်အားကြီးနိုင်ငံတွေရဲ့ကိုလိုနီပြိုကျင်းမခံရတဲ့တခုတည်းသောနိုင်ငံပဲဖြစ်ပါရင်ယောရီးယားလူမျိုးတွေရဲ့မူလအဆောက်ကတရုတ်နိုင်ငံတောင်ပိုင်းမှာနေထိုင်ခဲ့ကြပါရင် တရုတ်မင်းသက်တွေရဲ့ရန်ကိုရှောင်ရှားခြင်းနဲ့အခုထိုင်းနိုင်ငံလိုသတ်မှတ်ထားတဲ့ဒေတာကိုပြောင်းရွှေ့အခြေချလာခဲ့ကြပါရင်နောက်တော့မှယိုရီးယားနိုင်ငံကိုတီထောင်ခဲ့ကြတာဖြစ်ပါရင်ယိုရီးယားနိုင်ငံဆိုပြီးဖြစ်ထွန်းလာစဉ်ကဒီဒေတာမှာမြို့ပြနိုင်ငံတွေဗရင်နိုင်ငံငယ်လေးတွေအများကြီးပေါ်ထွန်းခဲ့ပူပါရင်တချို့ဗရင်နိုင်ငံတွေမြို့ပြနိုင်ငံတွေကတော့တမိုင်းတွေကနေပျောက်ကွယ်သွားခဲ့ပါရင်တရုတ်တမိုင်းမတန်းတွေအရဒီဒေတာရဲ့နေရာတော်တော်များများမှာအိန္ဒြိယယဉ်ကျေးမှုဖုံးလွှမ်းထားတဲ့ Fulon Empire ရဲ့လက်အောက်ခံဖြစ်ခဲ့ပူတယ်ဆိုတာသိရပါတယ် ါပေမဲ့တိတ်ပြေပြေစုံစုံထင်ထင်ရှားရှားတော့မတွေ့ရပါဘူးကျွန်တော်တို့သိရတာတခုကတော့အရင်တုန်းကဒီဒေတာမှာရမဒင်းငါးပြားကိုအခြေခံထားတဲ့ဒင်းငါးပြားတွေနဲ့အကြီးအကျယ်ကုံသွဲမှုရှိခဲ့တယ်ဆိုတာပါပဲဒီဒေတာရဲ့အဓိကစိတ်ကမ်းမြို့ပေါင်းတွေမှာအိန္ဒြိယမြန်မာဗီယက်နမ်တရုတ်ဖိလစ်ပိုင်ထွက်ပစ္စည်းတွေကိုတူးဖော်တွေ့ရှိခဲ့ရပါတယ်အေဒီ450ခုမှာဒဗာရာဗာတီမင်းနေပြီးတော့နေတူလာဘိုလိုအမည်ရတဲ့ခမာနိုင်ငံတစ်ခုပေါ်ထွန်းလာခဲ့ပါတယ်လာဘိုနိုင်ငံရဲ့အရှေ့ဘက်မှာချန်လာအင်ပါယာနဲ့ဖူနယ်အင်ပါယာတို့ရှိကြပါတယ် ချန်လာအင်ပါယာကဖူနန်အင်ပါယာကိုတိုက်ခိုက်သိမ်းပိုက်ပြီးကျယ်ပြန့်တဲ့အင်ပါယာတစ်ခုကိုတည်ထောင်နိုင်ခဲ့ကြပါသည်။ဒါပေမဲ့ချန်လာနိုင်ငံသားချင်းချင်းခွဲဆောင်းခုံရင်းနဲ့ဂုံချန်လာနိုင်ငံနဲ့ရေချန်လာနိုင်ငံဆိုပြီးနှစ်နိုင်ငံကွဲထွက်သွားခဲ့ပါသည်။ဂုံချန်လာနိုင်ငံကတော့အစိမ့်စိမ့်မောမောပြိုကွဲပြီးရေချန်လာနိုင်ငံကတော့ဂျာဗာကျွန်းနဲ့ဆူမာထရာကျွန်းတို့ရဲ့လက်အောက်ကိုကြားရောက်သွားခဲ့ပါသည်။ဒီလိုအင်ပါယာရီဖီအိုဖီရဲ့ဖြစ်နေကြတဲ့အချိန်မှာခမာအင်ပါယာဆိုတဲ့အင်အားကြီးနိုင်ငံတစ်ခုပေါ်ထွန်းလာခဲ့ပါရင် ခမာအင်ပါယာကဆေရီဗတ်စတာအင်ပါယာရဲ့ရံဘက်ဖြစ်လာပြီးခမာအင်ပါယာနဲ့ဆေရီဗတ်စတာအင်ပါယာတို့ကြားစစ်ပွဲများစွာဖြစ်လာခဲ့ပါတယ်။ခေါနီယာစုအလယ်ပိုင်းလောက်မှာအခုခေတ်ထိုင်းနိုင်ငံမြောက်ပိုင်းကနိုရန်နဲ့ချန်ဟန်ဒေသတွေကိုယူရီးယားလူမျိုးတွေစတင်အခြေချနေထိုင်လာခဲ့ကြပါတယ်။တရုတ်မင်းဆက်တွေရဲ့အုပ်ချုပ်မှုကနေလွတ်အောင်ရှောင်ရင်းနဲ့ရာစုနယ်ပေါင်းများစွာကြားတဲ့အခါမှာတော့တရုတ်တောင်ပိုင်းကနေထိုင်းနိုင်ငံမြောက်ပိုင်းကမော်နဲ့ခမာပိုင်နယ်တွေထဲကိုရောက်ရှိလာခဲ့ကြပါတယ်။ ဒီလိုရွှေပြောင်းအခြေချလာခဲ့ကြတဲ့ယိုရီယာလူမျိုးတွေကိုခမာရီကစိုင်ယန်လို့ခေါ်ကြပါတယ်။ကျွန်တော်တို့ဗမာလူမျိုးတွေရဲ့မူရင်းဌာနဟာလေဂူပိတဲကန္တန်ရနဲ့တိဘက်အရှေ့မြောက်ဒေသဖြစ်တယ်လို့ဆိုပြီးဒေယောလူမျိုးတွေရဲ့တိုက်ခိုက်မှုကြောင့်တောင်ဘက်ကိုရွှေ့ပြောင်းလာရတာကနေပေါင်းများစွာကြာပြီးမှမြန်မာနိုင်ငံထဲကိုရောက်ရှိလာခဲ့ကြတယ်လို့ဆိုကြပါရင်1238ခုနှစ်မှာယိုရီးယားလူမျိုးတွေကခမာရီလောက်ကလွတ်မြောက်ပြီးပထမအဦးဆုံးယိုရီးယားပြည်နိုင်ငံတော်စုခိုထိုင်းကိုတည်ထောင်နိုင်ခဲ့ကြပါရင် အခုခေတ်ထိုင်းနိုင်ငံမြောက်ပိုင်းမှာတည်ရှိခဲ့တဲ့မွန်ဘီရင်နိုင်ငံတော်ဟာဒီပါချီကို1290ခုနှစ်မှာယူရီးယားလူမျိုးတွေကတိုက်ခိုက်သိမ်းယူပြီးဒုတိယမြောက်ယူရီးယားဘီရင်နိုင်ငံတော်လာနာနိုင်ငံကိုတည်ထောင်နိုင်ခဲ့ကြပါရင်စုကိုထိုင်းနဲ့လာနာနိုင်ငံကခိုင်မြဲတဲ့မဟာမိတ်တွေဖြစ်ခဲ့ကြပါရင်စုကိုထိုင်းနိုင်ငံရဲ့ဘိုင်နက်တွေကိုသူတို့ရဲ့လက်အောက်ခံအယုဒ္ဓယာဘီရင်ကတိုက်ခိုက်သိမ်းပိုက်ပြီးအင်အားကြီးယူရီးယားနိုင်ငံကိုတည်ထောင်ခဲ့ကြပါရင်အဲဒီချိန်ကစပြီးလာနာနိုင်ငံနဲ့ယူရီးယားနိုင်ငံတို့ကထာဝရရံဘက်တွေဖြစ်လာခဲ့ပါရင် ရိုရာမျိုးတော်ရဲ့ဒီနေရာကမြေကြီးသုံးစင်းဝင်းရံထားတဲ့ဂျုံကြီးတကြုံပေါ်မှာတရှိနေတာဖြစ်ပြီးရန်သူတွေအလွယ်တကူတိုက်ခိုက်လို့မရနိုင်တဲ့နေရာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုစေရေးအရာအေးသားတဲ့နေရာမှာတရှိတာကြောင့်ရိုရာနိုင်ငံကအချိန်တိုအတွင်းမှာပဲစီးပွားရေးအရာကစေရေးအရာပါအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ရိုရာနိုင်ငံကစတင်တည်ထောင်ကြတဲ့ကဗုဒ္ဓဘာသာနိုင်ငံအဖြစ်နဲ့ပေါ်ထွန်းလာခဲ့တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ခမာအင်ပါယာတွေကဟိန်းတို့ယူဆလွှမ်းမိုးနေချိန်မှာယောရီးယားနိုင်ငံကတော့ခမာအင်ပါယာတွေနဲ့လုံးဝခြားနာပြီးဗုဒ္ဓဘာသာနိုင်ငံတစ်ခုအဖြစ်နဲ့ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။1448ခုနှစ်မှာယောရီးယားနိုင်ငံကစုခုံနိုင်ငံတစ်ခုလုံးကိုသိမ်းယူလိုက်ပါတယ်။ယောရီးယားနိုင်ငံကပေါ်တူဂီနိုင်ငံနဲ့ကုန်သွယ်ရေးထူထောင်ပြီးတဲ့နောက်မှာဆိုင်ယန်ဆိုပြီးအနောက်နိုင်ငံတွေကတည်လာကြပါတယ်။ဥရောပကုန်စည်တွေနဲ့အရှေ့တောင်အာရှကုန်သွယ်ရေးနဲ့ယောရီးယားကချမ်းသာကျွေးဝါလာခဲ့ပါတော့တယ်။ ဒီအချိန်မှာရိုရီးယားနိုင်ငံမြောက်ဘက်ဘရင်အောင်ကျော်ထင်အနော်ယထာရဲ့အင်အားကြီးဗမာအင်ပါယာတို့ပေါ်ထွန်းလာပြီးရိုရီးယားမြောက်ပိုင်းကလာနာဘရင်နိုင်ငံကိုသိမ်းယူလိုက်ပါသည်1549ခုနှစ်ကစပြီးရိုရီးယားနဲ့ဗမာအင်ပါယာကြားစစ်ပွဲပေါင်း20ကြော်ဖြစ်ပွားခဲ့ပြီးဆိုင်ယံဗမာစစ်ပွဲဆိုပြီးကမ္ဘာတဝန်းလုံးမှာနာမည်ကျော်ခဲ့ပါသည်နောက်ဆုံးမှာယိုရီးယားအင်ပါယာကဗမာအင်ပါယာရဲ့လက်အောက်ကိုချရောက်သွားခဲ့ပြီးဗမာတွေကယိုရီးယားကိုအယုဒ္ဓယာလို့နာမည်ခေါ်ခဲ့ကြပါတယ်။ယိုရီးယားနိုင်ငံတစ်ခုလုံးဗမာပြည်ရင်လက်အောက်ဖြစ်ခဲ့ရတာကာလသိမ်းမကြခဲ့ပါ။ ဒီနေရာမှာကျွန်တော်အမြင်ပြောရရင်ယိုရီယာတွေကတရုတ်ကိုအကူအညီတောင်းပြီးဗမာပြည်ကိုပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ထိုင်းလူမျိုးတွေအချို့ပြောတာကြားဘူးပါရှင်တကယ်လို့တရုတ်တွေသားထိုင်းလူမျိုးတွေဘက်ကမကူညီမတိုက်ခိုက်ဘူးဆိုရင်ဒီအချိန်မှာလေရိုရီးယားနိုင်ငံကမြန်မာလက်အောက်မှာဒိုင်းရင်းသားဖြစ်ဆက်ရှိနေရမယ့်နိုင်ငံတစ်ခုပါပဲဒီအမြင်ကိုခဏရက်ပြီးနောက်ထပ်ဆက်ရမယ်ဆိုရင်တော့တရုတ်တွေရဲ့အကူအညီနဲ့ရိုရီးယားပြင်နေယူဆိုဝမ်းလက်ထက်မှာရိုရီးယားနိုင်ငံကိုတဖန်ပြန်လဲထူထောင်ပြီးဗမာတွေကိုပြန်လဲမောင်းထုတ်ခဲ့ပါတယ်နောက်တော့ဗမာပြည်တွေသိမ်းပိုက်ထားတဲ့လာနာနိုင်ငံကိုပါရိုရီးယားတွေကသိမ်းပိုက်ခဲ့ပါတယ် အရိကနေစားပြီးယူရီးယားမြန်မာစစ်ပွဲတွေရရဆက်ဆက်ဖြစ်ပွားခဲ့ပါတယ်ဗမာတွေကယူရီးယားကိုတဖန်ပြန်ပြီးစစ်နိုင်သွားတဲ့အချိန်မှာတော့ယူရီးယားမျိုးတော်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တယ်လို့ဆိုကြပေမဲ့လည်းတကယ်တမ်းဖျက်ဆီးခဲ့တာကတရုတ်လူမျိုးတွေလို့သမိုင်းမှာတန်းတွေအရပြန်လည်သိရှိခဲ့ရပါတယ်ဒီလိုနဲ့နေပေါင်း400ကျော်တက်တန်းရှိတဲ့ယူရီးယားနိုင်ငံတစ်ခုလုံးပြည်စည်းသွားခဲ့ပြီးဗမာရီလက်အောက်ကိုလုံလုံရရကြားရောက်သွားခဲ့ရပါတော့ရင်ဒါပေမဲ့လည်းဒါဟာထိုင်းနိုင်ငံရဲ့ဇက်သိမ်းမဟုတ်သေးပါဘူး တရုတ်သွေးနည်းနည်းဆက်တဲ့ Taskin ဆိုသူကအကွက်ကွဲပြပြဖြစ်နေတဲ့ထိုင်းနယ်ပယ်တွေကိုစူးစီးပြီးဗမာတွေကိုထိုင်းနယ်တွေကနေမောင်းထုတ်ခဲ့ပြန်ပါတယ်။အရေးချိန်ကဗမာတွေကိုထိုင်းနယ်တွေကနေမောင်းထုတ်ဖို့အတွက်တရုတ်ဗမာစစ်ပွဲစတင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Taskin ကသူ့ကိုသူစိတ်ကြီးဝင်လာပြီးထင်ရဆိုင်လာခဲ့တယ်ဆိုပြီးထိုင်းနိုင်ငံရဲ့တချို့စာအုပ်တွေမှာရေးသားထားတာတွေ့ရပါတယ်။ Taskin ကိုစစ်တပ်ခေါင်းဆောင်တအူးကဖြုတ်ချလိုက်ပြီးယနေ့လက်ရှိမင်းဆက်ဖြစ်တဲ့ချက်ကရီမင်းဆက်ဖြစ်တဲ့ထိုင်းလူမျိုးစစ်စစ်ကိုနှံအပ်ခဲ့ပါတယ်။ ဂျက်ဂရီမင်းဆက်တွေကလိမ်မာပါနေတဲ့တန်တမန်ရင်းနီလန်းတွေကိုစစ်တပ်အင်အားကိုပါတုံးပြီးရခုခေတ်လောက်နေပါအဖြစ်ကျယ်ဝင်းအောင်နယ်မြေချဲ့ထွင်နိုင်ခဲ့ပါရင်အင်းဒီချဲ့နိုင်ငံတွေအားလုံးကိုလိုနီလက်အောက်ဖြစ်ခဲ့ရပေမဲ့ထိုင်းနိုင်ငံကပြင်သစ်လက်အောက်ကိုမကြောက်ရောက်သလိုအင်္ဂလိပ်လက်အောက်ကိုလည်းတကားမှမကြောက်ရောက်အောင်စွမ်းဆောင်နိုင်ခဲ့သူပါ1332ခုနှစ်ထိုင်းဒေါ်လန်ကြီးကဒွေထွက်တန်းယူမရှိအောင်မြင်စွာပြီးဆုံးခဲ့ပြီးဒါဝုဆာမိုင်းဘရင်စနစ်ကနေဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီးစီမင်းခံဘရင်စနစ်ကိုကျင့်သုံးခဲ့ပါသည် ဒုရယကဘာစီအတွင်းမှာထိုင်းနိုင်ငံကိုစစ်တဲ့အကြီးကဲပလီစင်ပူစင်ထံကအုပ်ချုပ်ခဲ့ပါတယ်။ပြင်သစ်နဲ့ထိုင်းစစ်ပွဲမှာဂျပန်ကဝင်ရောက်ညှိနှိုင်းပေးပြီးစစ်ကိုပြီးဆုံးစေခဲ့ပါတယ်။ဂျပန်စစ်တပ်ကအမေရိကန်ပလဲစိတ်ကန်းကိုပုံကျဲပြီးနိုင်ပိုင်းကြမှာပဲဂျပန်စစ်တပ်ကမြန်မာနိုင်ငံကအင်္ဂလိပ်တွေကိုတိုက်ဖို့ထိုင်းနိုင်ငံတွေကိုဝင်ရောက်ကြိုကြော်လာခဲ့ပါတယ်။ဂျပန်တွင်နဲ့ပတ်သက်ပြီးသဘောထားပြောင်းသွားတဲ့ထိုင်းနိုင်ငံကဂျပန်တွေကိုသူတို့နိုင်ငံထဲဖြတ်ပြီးမြန်မာနိုင်ငံကိုတိုက်ခိုက်စေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးမှထိုင်းနိုင်ငံကိုအမေရိကန်မဟာမိတ်တပ်ဖွဲ့တွေကလွှမ်းမိုးခဲ့ပြီးစစ်ရေးတိုက်ပွဲအတွင်းထိုင်းနိုင်ငံကယခုအချိန်ထိအမေရိကန်ရဲ့လက်အောက်ခံနိုင်ငံတစ်ခုဖြစ်ရပ်တည်လျက်ရှိပါသည်။ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီကူးပြောင်းကာလမှာစူပူမှုတွေဖြစ်ပွားခဲ့ပါသည်။၂014ခုနှစ်မှာထိုင်းဘရင်တော်ဝင်တပ်ကအာဏာသိမ်းလိုက်ပြီးအခြေခံဥပဒေသေရေးဆွဲကရွေးကောက်ပွဲအမြန်ကျင်းပပေးဖို့ကတိပေးခဲ့ပါသည်။မင်္ဂလာပါခင်ဗျာအခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ကျွန်တော်ရဲ့အင်းကြီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ဖြတ်တန်းလာခဲ့တဲ့တမိုင်းကြောင်းအမှန်တွေပဲဖြစ်ပါတယ် ခိုင်းနိုင်ငံနဲ့ပတ်သက်တဲ့မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းအောက်ခကောမန့်လေးထဲမှာမှတ်ချက်လေးတစ်ခုခုအဖြစ်ရေးသွားပေးကြပါဦးလို့တောင်းဆိုရင်းဒီအစီအစဉ်လေးကိုဒီမှာပဲရန်နာကွင်ပြပါခင်ဗျာ။